လောကမှာမကြားဘူးရင်မသိဘူးကြားဘူးမှသိတာနော်ရှင်သာရိပုတ္တရာမထေရမြတ်တော်တစ္ဆာ၄ပါးဆိုတာကိုမကြားဘူးဘူးမကြားဘူးသည့်အတွက်ကြောင့်တစ္ဆာ၄ပါးကိုတိမှတတ္တဝံဖြစ်နိုင်တဲ့တတ္တပတိမညံမျိုးဆိုတာတစ္ဆာ၄ပါးကိုအမှန်ကန်သိတဲ့တတ္တပတိမညံမျိုးသူ့အလိုလျောက်ဖြစ်မလာဘူးရှင်အတ္တစီလမ်းပြပြီးတော့ဟောပြောတဲ့အခါမှာအတိညာပွင့်သွားတာ ဒါကြောင့်မို့ဘဟုတုတဆိုတာအရေးကြီးတယ်တုတမယပညာကြားနာခြင်းသင်ယူခြင်းဖတ်ရှုလေ့လာခြင်းဖြင့်ရလာတဲ့အသိပညာတွေဟာအမတန်တမိုးရှိတယ်ဘဟုတုတဖရာဟောတဲ့အဆုံးအမတွေအများကြီးမှတ်သားထားရမယ်အဲ့ဒီမှတ်သားထားမှရှိလေမြတ်စွာဘုရားကဟောတာတုတံပညာယဝဒနာ ုတ္တရှိမှပညာတိုးတာသူ့ဟာနဲ့သူပဲသုတ္တမပါပဲနဲ့ပညာဆိုမရဘူးခဲ့ဒါကြောင့်မို့သုတ္တဆိုရင်ဈာနာသိဉ္စမှုဆိုတာရှိရအဲ့ဒါကြောင့်မို့ဘောဓုတ္တရှိတဲ့ပုဂ္ဂိုလ်စိကပ္ပ